Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United ကတော့ကျွန်တော်တို့လာမယ့်နေရာဒီအပြောင်းရွှေ့မှာတိုက်စစ်မှုစစ်စစ်အပြင်ကိုကျွန်တော်တို့ဒီ2နေရာ3နေရာလောက်တုံးလို့ရတဲ့နေရာစုံကစားလို့ရတဲ့ attacking midfielder တဦးကိုထပ်ပြီးတော့ခေါ်ယူလို့နေစေဖြစ်တယ်ပေါ့နော်ဒီထဲမှာလည်းအဲအတင်းရဲ့ပြတ်မှတ်တွေကမှကျွန်တော်တို့လက်ရှိ Leipzig မှာစွမ်းဆောင်ရင်ကောင်းနေပြနေတဲ့ Netherlands ကစားမှာ ဂျာဗီဆိုင်မွန်ကိုခေါ်ဖို့အတွက်စိတ်အားထက်သန်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ United ရဲ့ဒီကစားမဖြစ်သူကိုခေါ်ဖို့အတွက်အဓိကအတားဆီးကပြောင်းရွှေ့ကြီးပဲ။ပြောင်းရွှေ့ကြီးကဒီ Immediate မြင်မာလုံးပြီးတော့ Leipzig ရဲ့ဘက်ကပေါ့နော်။ဆိုင်မွန်အတွက်ကိုပဲပေါင်68တန်းဗျာ။ Euro တန်း80လောက်ထိအလိုရှိနေတာဖြစ်တယ်ဆိုပြီးတော့ Florian Plettenberg ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်။ဆိုတော့ကျွန်တော်တို့ညီကိုရီရဲမှာအကုန်လုံးထဲမှာကျွန်တော်တို့ဆွေးနွေးကြပြောကြဆိုကြတယ်လို့ပဲ။ မန်ချက်စတာယူနိုက်တက်ကနံပါတ်10ရူတယောက်လိုပါတယ်အနည်းဆုံးတယောက်နော်တယောက်တော့မဟုတ်ဘူးနော်အနည်းဆုံးတယောက်ကျွန်တော်လိုတယ်ဘရူနိုဖရန်ဒက်စ်ကောင်းနေတာမှန်တယ်လက်ရှိမှာအသက်30ကလည်းရှိနေပြီသူ့ရဲ့ physical ability နဲ့သူ့ရဲ့ကြံ့ခိုင်မှုပြည့်ဝတဲ့အချင်းကြီးသူ့ရဲ့အပင်ပန်းခံနိုင်တဲ့အနေအထားနဲ့ဆိုလို့ရှိရင်တော့ဖန်နက်စ်ကနောက်နှစ်နှစ်သုံးနှစ်လောက်တော့သုံးလို့ကျွန်တော်ရသေးတယ်ဒါပေမဲ့လေလို့ပေါ့နော်သူ့ကိုနေရာတိုင်းမှာလိုက်သုံးနေမယ်ဆိုရင်တော့မရဘူးဒါသိကြတယ် ဟုတ်တယ်မလားနော်ဟိုဒိုင်းမဲ့လို့လက်ရှိမှာကျွန်တော်တို့ကတနေ့မဟုတ်တနေ့တနည်းမဟုတ်တနည်းတော့ final set နေရာကိုကစားနိုင်မဲ့သူတော့ကျွန်တော်တို့ကအစားထိုးဖို့လိုတယ်ဒီကောင်ကမင်းအသက်တရာကြီးကစားမှာမမဟုတ်တော့ဗျာဟုတ်တယ်တနေ့တနေ့မဟုတ်တနည်းတော့ကစားနိုင်ဖို့လိုတယ်ဆိုတော့အသင်းက final set နေရာကိုအစားထိုးကစားနိုင်မဲ့သူ number 10ရူတယောက်အပြင်ကိုဒီတိုင်းတယောက်ကလည်းလူသေးရဆိုတော့ number 10ရူက2ယောက်လောက်ကိုကျွန်တော်တို့ခေါ်မရမှာဘာလို့လဲဆိုတော့အခုလက်ရှိကအသင်းအနေနဲ့ကျွန်တော်တို့ Ericsson ကလည်းပြီးသွားပြီပေါ့နော် Ericsson ရဲ့အခန့်ကဏ္ဍကပြီးသွားပြီ ဖာနန်ဒက်စ်ကလည်းပဲလက်ရှိမှာကစားနိုင်နေတဲ့ဆိုတော့ခါကျတော့ကျွန်တော်နောက်တစ်ယောက်ပဲလိုတာဒါပေမဲ့ဖာနန်ဒက်စ်နေရာကိုအစားထိုးနိုင်မဲ့သူနဲ့ဆိုတော့၂ယောက်လောက်ထိကျွန်တော်တို့လိုတဲ့အဲ့ဒီတဲကမှကျွန်တော်တို့ကဒီငွေကြီးနဲ့ဗန်နာကြီးအခက်ခဲရတော့ FFP စီးမိနေပါလေအခက်ခဲရကျွန်တော်တို့ကတစ်ယောက်လောက်ပဲခေါ်နိုင်အောင်မယ်ပြီးရင်ပြီးလို့ရှိရင် Finance ကိုနောက်တစ်ရာဒီ၂ရာဒီလောက်ဆက်ထားမယ်ပေါ့နော်အနည်းဆုံးတော့အရန်အရန်အဖြစ်သုံးလို့ရတဲ့အခြေအနေမျိုးကြီးကျွန်တော်ဆက်ထားခြင်းထားမှာပေါ့ဗျာ၃နှစ်လောက်ထိတရားတာတစ်ခုကတော့လာမယ့်ຫນွေမှာ နံပါတ်10ရိုးတယောက်ကျွန်တော်လိုကိုလိုတယ်။ဖာနန်ဒက်စ်နေရာကိုရေးရှိတစားထိုးတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုလို့ရှိရင်လက်ရှိမှာလိုအပ်ချက်ကြီးမားလို့ခေါ်တာမျိုးပဲဖြစ်ဖြစ်ဆိုတော့ဇာဘီဆိုင်မွန်လက်ရှိကျွန်တော်နေတဲ့နေရိုးနံပါတ်နံပါတ်10နဲ့ပတ်သက်လို့ရှိရင်အင်မတန်ကောင်းတဲ့ကစားမားတွေကျွန်တော်ရှိတယ်ဗျ။တကယ်တမ်းဆိုလို့ရှိရင်ဇာဘီဆိုင်မွန်ကျွန်တော်တို့ရှိမယ်။ပြီးလို့ရှိရင်ဖလိုရီယန်ဗတ်ကျွန်တော်တို့ရှိမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒါဂျမဲမူဆီယာလာကျွန်တော်တို့ရှိမယ်။လုံးဝဈေးတက်တာတဲ့ပလေယာတွေမဟုတ်ဘူး။အဲ့ဒီတဲကမှနံပါတ်1 ဖလွန်ဒီပါလေဂျမဲမူစီယာလာဒီဘိုင်ယန်မြူနစ်နဲ့9နှစ်သက်တမ်းသူချုပ်လိုက်ပြီးအသစ်ချုပ်ပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဖလော်ရင်ဗော့စ်ဒီအင်ဂျူရီပြဿနာကြုံနေရတယ်ဒါပေမဲ့လို့ဖလော်ရင်ဝါကလက်ရှိမှာဇီတာအကြီးတယ်ကစားဘိုင်ယန်မြူနစ်ကဒီကောင်ကိုခေါ်ကိုခေါ်ချင်းနေတာဘိုင်ယန်မြူနစ်ကနံပါတ်10ရူအတွက်ဆိုပြီးတော့နော်ဆိုတော့ဟိုဗါလေဒါပေမဲ့လို့ပေါ့နော်ဒီဖလော်ရင်ဗော့စ်ကသူ့ကိုစိတ်ဝင်စားတဲ့အသစ်နေများတယ်ဗျအဲ့ဒါအပြင်ကိုပဲကျွန်တော်တို့ကဈေးကြီးတယ်နော်တန်120လောက်ကျွန်တော်ပြီးရမယ့်အချိန်မျိုးဗျအဲ့ဒီကမှအသက်တာတုံးကတော့ဇာဘီဆိုင်မုံပဲ ဒါပေဆိုင်မွန်ကဈေးတက်တာဆုံးပဲဒါမျိုးလိုသူ့ရဲ့ရည်ချင်းကလည်းမေ့လို့မရအောင်ရှော့တွက်လို့ကျွန်တော်မရဘူးနယ်သာလန်လက်ရွေးစင်မှာလည်းကျွန်တော်အနေနဲ့တကယ်ဒီဘယ်လိုပြောလဲဆိုတော့အရွေးချယ်ခံထားရတယ်လက်ရှိ live စင်မှာလည်းအများကြီးအားကိုးရတဲ့ကစားမတယောက်နော်ဒါအပြင် live စစ်ကလည်းကျွန်တော်တခါတလေမှာ3 bet နေကစားလေးရှိပြီးတော့ nero နံပါတ်10မှာသူ့ကိုတုံးတယ်နော်ဒါ၄နှစ်၃နှစ်ကစားတော့လေနံပါတ်10တို့မှာသူ့ကိုတုံးတယ် တောင်မှမှာလည်းသူကကစားနိုင်တယ်ဆိုတော့ Simon ဒီအများကြီးအချိန်ကြီးကောင်းလာမယ်ကစားမှာပါကျွန်တော်ကတော့ Florian Verse ကိုပူပြီးတော့သဘောကျတယ်ပေါ့နော်ဒါ Musiala ကိုခုံးမရတော့တဲ့ချိန်မျိုးမှာဒါပေမဲ့လို့ဘယ်လိုပြောမလဲဟို Champions League ဝင်ခွင့်ရတဲ့အသင်းကနေပြီးတော့ဝင်ခွင့်မရနိုင်တဲ့ကိုယ်ဒီအသင်းကိုခေါ်ဝေကျူးပတ်မယ်ဆိုလို့ရှိရင်တားကြီးကိုခင်းရင်မှာဒါအပြင် Manchester United ဟာဂျာမန်ကစားမားတွေကိုခေါ်လိခေါ်တာရှိတဲ့နေရာမှာမပါဘူးဗျာမှတ်မိတဲ့လို့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်မှတ်မိတဲ့လောက်တန်တန်းတစ်ချောင်းမှာ Manchester United ကဂျာမန်လူမျိုးကိုခေါ်တာနှစ်နှစ်နှစ်ယောက်ပဲရှိရဲ့ နံပါတ်၁ကရှော်ဝင်းစတိုင်ကရှော်ဝင်းစတိုင်ကိုခေါ်ခဲ့ဘူးတာရဲ့နံပါတ်၂ကကျွန်တော်ရန်ညစ်ကိုနီးပြယာယီနီးပြခန့်နိုင်ဒီနှစ်ယောက်ပဲကျွန်တော်ရှိတယ်ဘယ်တော့မှကျွန်တော်နေတဲ့ပေါ်တော့ဒီဂျာမန်နီနဲ့ပတ်သက်လို့ရှိရင်သူတို့တွေကအဲ့ခေါ်လေးမရှိဘူးဗျာဒီလားဒါကြောင့်ပေါ့နော်ဘယ်လိုပြောမလဲအသင်းနေတဲ့ Florian Vaz တို့နော်မူစီယာလာတို့ကိုကျွန်တော်မျှော်လင့်လို့ကျွန်တော်မရဘူးဒါပေမဲ့လည်းလို့ပေါ့နော်ဂျာဗီဆိုင်မွန်လည်းပဲဒီတိုင်းပဲဆိုင်မွန်ဆိုလို့ရှိရင်20နှစ်တနှစ်ပဲကျွန်တော်ရှိသေးတယ်လက်ရှိဒီယာဒီမှာဘွန်ဒက်စလီကာ18ပွဲကစားထားတယ်9ဂိုးသွင်းပြီးတော့5ဂိုးဖန်တီးထားတယ် သူလည်းပဲဒီရာဒီမှာ injury ပြဿနာတွေပါတယ်ဂျုံဘူးတယ်ဆိုတော့အသင်းအတွက်တော့ဘယ်လိုပြောမလဲ pro ban ရအများကြီးတင့်တော်မဲ့ကစားမှာပါတယောက်ချင်းကြော်ဖြတ်မှုလေးကျွန်တော်တို့ကောင်းတယ်ဖန်တီးမှုလေးအားကောင်းတယ်ဂိုးလေးသွင်းနိုင်စွမ်းရှိတဲ့ player တယောက်ဖြစ်တဲ့တောင်မန်မှာလည်းကစားနိုင်တယ်လို့ number 10ရုံးမှာလည်းကစားနိုင်ပြီးတော့အခုလက်ရှိ United ကစားချင်နေတဲ့ Nero number 10နေပါတယ်ပါအများကြီးအများကြီးအချိန်ကြီးကောင်းတဲ့ player မျိုးပါတော့တတော်ကိုသဘောကျစရာကစားမှာပါဆိုတော့ဒီကစားမှာက PSG ကနေပြီးတော့ဗောနော်ဒါအငှားတွေပါတယ်ကစားရင်းနဲ့ဘယ်လိုပြောမလဲဒီလက်ရှိ ဝိုင်းဘက်ကအပြီးသက်သူကိုခေါ်လိုက်တာလိုက်ပစ်ရဲ့ဘက်က2029ခုနှစ်ထိတည်တန်းရှိတယ်2029ထိတည်တန်းရှိတယ်ဈေးကွက်တန်ကြီးယူရိုတန်80ထိတန်ကြီးရှိတယ်ဆိုတော့အတင်းအတွက်တော့ကျွန်တော်တို့အနေနဲ့မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတာကဆိုင်မွန်လိုကစားမမျိုးကကိုတရားတဲ့စိတ်ဝင်စားတာမျိုးမဟုတ်ဘူးဆိုတော့အပြိုင်ခေါ်ကြပြီဟေးဆိုလို့ချင်းကျွန်တော်တို့ကဈေးမတက်နိုင်ဘူးဈေးမတက်နိုင်တဲ့အပြင်ကိုအကယ်လို့ Champions League ဝင်ခွင့်နေပါလိမ့်မရဘူးဆိုလို့ချင်းတော့အတင်းအတွက်ကတော်တော်ကိုအန္တရာယ်များလုံးပါတယ်သူဟိုလေအချိန်နည်းလုံးပါတယ်သူအပြိုင်ခေါ်ဖို့က ဆိုတော့မလွယ်ဘူးပေါ့နော်မလွယ်ဘူးမလွယ်ဘူးဒါပေမဲ့လို့နှစ်နေရာသုံးနေရာကစားနိုင်စွမ်းရှိတဲ့ပလေယာဆိုလို့ရှိရင်ဒါဟာကျွန်တော်ဒါဇာဗီဆိုင်မွန်ပဲ right mid မှာလည်းကစားနိုင်တဲ့ left mid field မှာလည်းကစားနိုင်တဲ့ nero number 10မှာလည်းကစားနိုင်စွမ်းရှိတဲ့သူတယောက် number 10ရုပ်မှာလည်းကစားနိုင်စွမ်းရှိတဲ့သူတယောက်ပါဆိုတော့ barcelona ရဲ့ပေါ့နော်ဒါ academy ကနေထွက်လာတဲ့ပလေယာတယောက်ဖြစ်တဲ့ psg u16 တွေပါတွေကိုသူပြောင်းတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ psv တို့ဘာတို့မှာလည်းသူကစားတယ်ပြီးလို့ရှိရင် live mid မှာကစားပြီးတော့ခုလက်ရှိ live mid ကိုသူပြောင်းသွားပြီး တော့ United အတွက်ကျွန်တော်ဒါအမှန်ကန်ခေါ်တင်ခေါ်ဖို့အတွက်ကြိုးပမ်းတဲ့ကစားသမားလေးပါတကယ်လည်းပဲအရေးချင်းရှိတဲ့ player တယောက်ဖြစ်တယ်ဒါပေမဲ့လို့ Euro တန်း80ပေါင်69တန်းဆိုတာမျိုးကအသင်းအတွက်တအားကြီးဈေးများလုံးတယ်တအားကြီးဈေးများအသင်းတက်နိုင်တဲ့အချိန်ဒီမှာရှိမနေဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲတခြားတယောက်နဲ့လဲရရင်လည်းပဲပြဿနာမရှိဘူးဗျာတည်လာနော်အခုကအသင်းကလဲလဲတော့လဲပလိမ့်မယ်မထင်ပါဘူးလဲရလောက်အောင်ထီလဲဆိုင်မွန်တော့အကောင်းနေကစားမှာကိုယ့်စီမှာရှိမှမရှိလား ဘယ်သူရှိလဲဘယ်သူမှမရှိဘူးအခုဆိုလို့ရှိရင် rush wood နဲ့လည်းသူလဲဖို့မရှိဘူးဗျာ rush wood ကလည်းမင်းတောင်းတန်း60တန်း80တို့ဘယ်သူမှမပေးတော့ဘူးလေနော် rush wood ကလည်းကျွန်တော်လက်ရှိ estimator ကိုပြောင်းမယ်လို့နော် main new နဲ့လဲရအောင်ကလည်း main new ကတော့လဲမှာတော့မဟုတ်ဘူးဒါတေးကြတယ် main new နဲ့လဲလို့ရှိရင်ကစားမတက်ရောက်ပဲရမယ်ဗျာနော်အကယ်လို့ main new ကိုတိုက်ပြန်ရောင်းပြီးတော့ရလာတဲ့ဈေးကိုလူခေါ်ဖို့လို့နှစ်ယောက်သုံးယောက်ကျွန်တော်ကဈေးတက်တက်လာလေးမျှခေါ်လို့ကျွန်တော်ရမယ်ဟုတ်တယ်မလားပြီးလို့ရှိရင် ဒီဗာလေဒီကာနာချူတို့ဘာလို့ကလည်းအတင်းဘက်ကကာနာချူနဲ့မင်းတို့နှစ်ယောက်စလုံးတော့လဲလို့မထင်ပါဘူးတရားလောက်ပဲလဲလို့မှာဆိုတော့အဲ့လိုမျိုးပဲကျွန်တော်ရှိတယ်အဲကြောင့်ဘာလို့ကျွန်တော်ဇာဗီဆိုင်မွန်ဒီအများကြီးကောင်းတဲ့ကစားမှာပါအဲဒိုင်းမဲ့တလို့အတင်းကအပြိုင်တော့ကျွန်တော်ခေါ်ရမယ်အင်းယောစတို့ဘာလို့ကလည်းငွေဘာလဲထင်တိုင်းကျဲပြီးတော့ဆွတ်ဆက်ထုတ်ပြီးလို့ကျွန်တော်ရတာမျိုးမဟုတ်ဘူးပြသေးလားနော်အဲ့လိုမျိုးဆိုတော့စောင်းတော့ကြည့်ရမှာပေါ့လေအဲဘလိုပဲပြောပြောအတင်းကနံပါတ်10ကခေါ်ရမှာပဲကိုဟုတ်တယ်မလားနော်ကျွန်တော်တို့ထားပါတော့ဒီပရီးမီးယားလိကာ ဟွန်းအဲမက်ဒီစ်ကွန်ညာတို့ဘာလို့ကိုခေါ်ဖို့ပြင်ဆင်နေလဲဆိုလို့ချင်းဒီကောင်ကလည်းခွန်နေတာပဲမက်ဒီစ်ကွန်ညာနဲ့စာရင်ဆိုင်မိုတို့တော့အများကြီးပူပြီးတော့သဘောကျသေးတယ်မက်ဒီစ်ကွန်ညာဆိုလို့ချင်းဥပန်တဲ့ဘက်ကဇီးဒီအများကြီးတောင်းနေတာဗျာဒီလိုက်လုတ်ပါမယ်လုတ်ပြရတာတော့မတရားဒီမပြေသေးဘူးသိတယ်မလားဇီးဒီအများကြီးတောင်းနေတယ်ဗျာပြီးရင်အသင်းကြီးတွေနဲ့လည်းတရင်ထွက်ရောဒီကောင်ရဲ့အချိုးတွေကချက်ချင်းပြောင်းသွားတာဥပန်တဲ့မှာကစားတာနော်ဟိုအတင်းပေါ်ဒီကိုမင်းလက်ညှိုးထူရတာလက်ငုံငုံထူရတာနဲ့တည်ရမလားဟိုကမကြိုက်ရတာဒါမကြိုက်ရဟိုကအော်ပြောတာဒါအော်ပြောရမှာနဲ့ တယ်မလားเนาะအချိုးတွေကပြောင်းကုန်ပြီဗျာကစားမရဲ့ attitude ပိုင်းတွေကတည်တယ်မလားအတင်းကြီးတွေစိတ်ဝင်စားပြီဆိုတာ ਨੇ ပေါ့เนาะဆိုတော့ဒါအပြင်သူက25နှစ်လည်းဖြစ်နေပြီဗျာ media media ကဝင်ကြတော့ဘာလို့ကဆိုတော့အဲ့ကစားမတွေကို comment စာအေဆိုင်မွန်တို့ဘာလို့ကအများကြီးပို့ပြီးတော့မျှော်လင့်ချက်ရှိတဲ့ကစားမတွေပူကောင်းတဲ့ကစားမတွေပေါ့เนาะဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲအသင်းအနေနဲ့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာ final set နေရာကိုအစားထိုးဖို့ပဲဖြစ်ဖြစ်တို့နှစ်နေရာသုံးနေရာလောက်ကစားနိုင်စွမ်းရှိတယ်ပေါ့เนาะဒီ နံပါတ်10ဘာလဲ attacking midfielder တယောက်ခေါ်ဖို့ပဲဖြစ်ဖြစ်ချိုးပန်းတဲ့နေထားမျိုးမှာဇာဗီဆိုင်မွန်ဟာအတင်းအတွက်အများကြီးတင့်တော်မဲ့ player တယောက်ဖြစ်လိမ့်မယ်လို့ထင်ကြလာဆွေးနွေးကြပါအားလုံးကိုကျေးဇူးများတင်ပါတယ်